ါကတော့ဓာတ်ကြိုးပေါ်ကိုနားနေတဲ့ငှက်တွေဘာကြောင့်ဓာတ်မလိုက်တယ်လဲဆိုတဲ့ဖြေရှင်းချက်ပဲဖြစ်ပါရင် လျှက်စစ်ဝါယာဆိုတာလူအသက်နဲ့နေဆုံးအန္တရာယ်ဆိုကြီးဖြစ်တာမို့လို့ကလင်းငယ်တွေတွေမကပဲနဲ့လူကြီးတွေတောင်မှမီးဝင်နေတဲ့ဝါယာကျိုးတွေကိုတတိကြီးကြီးနဲ့ကိုမှခံတွေ့ရတာလည်းဖြစ်ပါတယ်။ဘူဝါများတဲ့ဝါယာကျိုးတွေမှာဆိုရင်တော့လူတယောက်ရဲ့ခန္ဓာကိုယ်ရဲ့ကိုလျှက်စစ်ကြောင်းတစ်ခုဖျက်ဆီးသွားတာနဲ့စက္ကန့်နဲ့ငယ်အတွင်းမှာပဲကိုခန္ဓာစိတ်ပိုင်းတွေကပြပြတ်ထထန်ကိုထိခိုက်သွားနိုင်ပြီးတော့နှလုံးကိုပျက်စီးသွားစေနိုင်ပါတယ်။ဒါကြောင့်မို့လို့ပလက်ပေါက်တွေတဲကိုလက်ချောင်းတွေမထဲမိဖို့အိမ်မှာလျှက်စစ်တွေတွဲထားတဲ့ဝါယာကျိုးတွေကိုအမှုမဲ့မဲ့မဲ့ကိုမကင်မိဖို့ကျွန်တော်တို့အမြဲတမ်းကိုမှတတိထားနေကြပါမယ်လို့ငှက်တွေကတော့ဒကြိုးပေါ်မှာအနားရင်တော့ င်မှာဘာလို့ဓာတ်မလိုက်တယ်လဲဆိုရင်မိကွန်ကတော့အသေးရစရာကောင်းလှပါတယ်။ဒါကြောင့်မလို့ဒီကနေ့ရဲ့ဗီဒီယိုလေးထဲမှာတော့လူတိုင်းတည်ထားတဲ့ငှက်တွေရဲ့ထူးဆန်းတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံအကြောင်းကိုပြပြပေးသွားမှာလည်းဖြစ်ပါတယ်။တကယ်တော့ဓာတ်ကြိုးပေါ်မှာနားနေတဲ့ငှက်တွေကိုဓာတ်မလိုက်ရတဲ့အကြောင်းရင်းကနှစ်ခုရှိပါတယ်။ပထမတစ်ခုကတော့သူတို့ရဲ့ခန္ဓာကိုယ်ဟာလျှက်စစ်စီးကူးမှုမကောင်းလို့ပဲဖြစ်ပါတယ်။ငှက်ရဲ့ခန္ဓာကိုယ်ကဆဲနေတ िश ူးတွေဟာလျှက်စီးကြောင်းဖျက်ဆီးနိုင်ဖို့ဂျင်းနေဝါယာကြိုးတစ်ချောင်းထက်ကိုပို့ပြီးတော့ခက်ခဲလို့ပါ လျှက်စစ်တအားဟာလေတနင်္လာကနေတခြားသောတနင်္လာစီကိုစီစင်းတဲ့အခါမှာဘူဝါမြေယာကနေဘူဝါနေယာစီပဲစီစင်းတက်ပါတယ်။ဒါအားလိုက်တစ်ခုရဲ့ဘူဝါမှာ3000ခွဲပမာဏနဲ့ကိုစီစင်းနေတဲ့လျှက်စစ်ကြောင်းတစ်ခုအနေနဲ့ဝါယာမှာဘူအားခြားနာချက်တစ်ခုရှိမနေရင်လျှက်စစ်ခုခံအားအနည်းဆုံးလမ်းကြောင်းကနေပဲဆက်ပြီးတော့စီစင်းသွားမှာပါ။ဒီလိုမျိုးချက်တွေကြောင့်ပဲလျှက်စစ်ကြောင်းဟာတကြိုးပုတ်ကိုနားနေတဲ့ငှက်ကိုဖျက်မစီပဲနဲ့ပိုအဆင်ပြေတဲ့ဝါယာကြိုးကနေပဲဆက်စီးသွားတယ်လို့ဆိုလိုတာဖြစ်ပါတယ်။ဒုတိယအကြောင်းကတော့ငှက်ရဲ့6000နှစ်ဖက်စလုံးကဝါယာကြိုးတစ်ချောင်းထဲပေါ်မှာပဲရှိနေတာဖြစ်လို့6000နဲ့ဝါယာကြိုးအချားမှာဘူဝါခြားနာ ာမှုရှိမနေပါဘူးတကယ်လို့ငှက်ကတော့ဝါရာကျိုးပေါ်နားနေတော့မှမြေပြင်ကိုထိလိုက်မယ်ဒါမှမဟုတ်ရင်အတောင်ပံခတ်လိုက်ရင်လည်းပူအားမတူတဲ့တခြားသောဝါရာကျိုးကိုထိမိလိုက်မယ်ဆိုရင်တော့ဓာတ်လိုက်ပြီးတော့တေဆုံးရမှာကတော့တေးကြပါပြီဒါကြောင့်မလို့ဒါအားလိုင်းတွေကိုမြေပြင်အထက်မြင့်မြန်မာတဲ့နေရာတွေမှာပဲတွေ့ရတာဖြစ်ပြီးတော့ဝါရာကျိုးတစ်ချောင်းနဲ့တစ်ချောင်းကိုလည်းခက်ခွက်ခွာပဲတွေ့တန်တက်ကြပါပြီပြောရမယ်ဆိုရင်တော့ဒါကတော့အဓိကအချက်ပဲဖြစ်ပါပြီ အကယ်၍များငှက်တွေကဝါယာကျိုးနှစ်ချောင်းအပေါ်ငှက်တွေက6ချောင်းချောင်းစီကိုကာယာခွားနေကြမယ်ဆိုရင်တော့ဓာတ်လိုက်ခံရမှာလေဖြစ်ပါပြီ။ဒါမှမဟုတ်လေဝါယာကျိုးပေါ်မှာရှိနေတဲ့တကောင်ကဟိုဘက်ဝါယာကျိုးကကောင်ကိုလှမ်းပြီးတော့နန်းလိုက်ရင်လေဓာတ်လိုက်ပြီးတော့ချက်ချင်းကိုမီးလောင်သွားနိုင်ပါပြီ။ဒါကြောင့်မလို့မျိုးတွေကတချို့သောနေရာတွေမှာပြုတ်ကျနေတဲ့ငှက်တွေကိုတွေ့ရတာဖြစ်ပါပြီ။ဒါကြောင့်မလို့လူကြီးမင်းတို့ကလည်းလျှက်စစ်စည်းနေတဲ့ဝါယာကျိုးတစ်ချောင်းကိုတတိလက်လွတ်ထိမိကန်မိလိုက်တဲ့ဆိုရင်အသက်အန္တရာယ်ရှိတာကြောင့်ဂရုတစိုက်ကိုကင်တွေအသုံးပြုကြဖို့ကိုဒီကနေ့ရဲ့ဗီဒီယိုလေးကနေတဆင့်ကိုမှအမှားပါလိုက်ရပါတယ်ခင်ဗျာ။ဒါကြတော့တချို့ပေါ်ကငှက်တွေပါကြောင့်ဓာတ်မလိုက်ရတဲ့ ယ်ဆိုတဲ့အဖြေကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။အဆုံးလေးတရှိ့ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။